စစ်ကောမရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲအတွင်းရခိုင်ပြည်နယ်လွတ်တော်အချုပ်ကြားကိုစားပြုမှာကိုစလီလောင်း40ဦးဝင်ပြိုင်ပါမယ်။အဲ့ဒီအချုပ်ကြားကိုစားပြုမှာမင်းဆန္ဒနဲ့တင်တဲ့မင်းဆန္ဒနဲ့နှိမ့်ဆိုပြီးနှစ်ခုတက်မှတ်ကြပြီးပြည်သူ့ကျန်းကာရေးနဲ့ဖွံ့ဖြိုးရေးပါတီရခိုင်ဥဆောင်ပါတီရခိုင်တိုင်းရင်းသားများပါတီစားတဲ့၃ပါတီဝင်ပြိုင်မှာပါ။အဲ့ဒီမင်းဆန္ဒနဲ့အမှတ်1မှာပြည်သူ့ကျန်းကာရေးနဲ့ဖွံ့ဖြိုးရေးပါတီကကိုစလီလောင်း10ဦးရခိုင်ဥဆောင်ပါတီကကိုစလီလောင်း10ဦး ရခိုင်တိုင်းရင်းသားများပါတီကကိုစလီလောင်း6ဦးစုစုပေါင်း26ဦးဝင်ပြိုင်ကြမှာပါ။အဲ့ဒီအပြင်မေဆန္ဒနဲ့အမတ်နှစ်မှာပြည်သူ့ကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကကိုစလီလောင်း9ဦး၊ရကဦးဆောင်ပါတီကကိုစလီလောင်း9ဦး၊ရခိုင်တိုင်းရင်းသားများပါတီကကိုစလီလောင်း4ဦးစုစုပေါင်း18ဦးဝင်ပြိုင်ကြမှာပါ။အဲ့ဒီမေဆန္ဒနဲ့အမတ်နှစ်မှာပြည်သူ့ကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကဦးကျော်စိုး၊ဦးစောသိန်းထွန်း၊ဒေါက်တာဆန်းရွှေ၊ဦးထင်လင်းဦး၊ဦးထွန်းအောင်သိန်း ဒေါ်မိုးမိုးနိုင်ဦးမောင်လာအေးဦးမောင်တန်းထွန်းဦးမြင့်စိုးဝင်းဦးတောက်ထွန်းဝင်ပြိုင်ကြမှာပါအဲ့ဒီအပြင်မိစ္ဆန္နာနေအမတ်တစ်မှာရခိုင်ဦးဆောင်ပါတီကဒေါ်စုစန္နာဦးစောမြင့်ထွန်းဦးတင်မောင်ဝင်းဦးထွန်းနိုင်ဦးမောင်ဆန်းလာဦးလင်းလင်းဦးတန်းနိုင်ဦးသိန်းဟန်ဦးအေးတာအောင်ဦးအောင်ကြည်ဝင်းဝင်ပြိုင်ကြမှာပါနောက်ပြီးမေဆန္နာနဲ့အမတ်တင်မှာရခိုင်တိုင်းရဲသမျှပါတီကဒေါ်ကျော်စုစုဝင်းဦးခင်မြအောင် ဥခိုင်ကျော်လင်းဥတိုက်အောင်ဥပါစံဥအောင်ကျော်စောဝင်ပြိုင်ကြမှာပါအဲ့ဒီအပြင်မေဆန္ဒနေအမန်နေမှာပြည်သူ့ကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကဥကိုကိုဒေါ်ခိုင်စင်ဥဥစောစောအောင်ဥထွန်းမင်းဥပကြီးဥမြတန်းဒေါ်တင်တင်မှာဝင်ပြိုင်ကြမှာပါ မေဇနာနေအမတ်နေမှာရခိုင်ဥဆောင်ပါတီကဥဆန်ဝင်းဥဆိုမင်းဆန်ဥမြင့်အောင်ဥမောင်ခင်ထွေးဥလာခင်ဥသိမ့်မြင့်ဥအောင်စောသိန်း ဝင်ပြန်ကြမှာပါအဲ့ဒီမေဆန်သားနေအမတ်နေမှာရခိုင်တိုင်းရင်းသားများပါတီကဦးကျော်လိုင်သူဒေါ်ချိုသေးမွန်းဦးစရာပြည့်ဖြူဦးစော်လင်းအောင်ဝင်ပြန်ကြမှာပါအဲ့ဒီရေကောက်ပွဲကိုလာမည့်ဒီဇင်ဘာလ28ရက်နေ့ပြုလုပ်မှာဖြစ်ပြီးစစ်တွေကြောက်ဖြူမန်အောင်သုံးမြို့နယ်ရဲ့ပါဝင်အရခတ်တတော်ထိန်ချုပ်ထားတဲ့တန်တွေတောင်ကုတ်အန်ဂောဆားတဲ့လေမျိုးနေမှာလည်းပြုလုပ်မယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်ရခိုင်ပြည်မှာပြည်ထောင်စုကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီရခိုင်ပြည်အမျိုးသားအင်အားစုပါတီ ခမိအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမြို့တိုင်းရင်းသားပါတီမြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီရခိုင်တိုင်းရင်းသားများပါတီရခိုင်ရှိဆောင်ပါတီရှိကြပါသည်